Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့သွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်မနေ့ညကတော့ဗောနောထူးထူးခြားခြားသတင်းကောင်းတွေကျွန်တော်ကြားခဲ့ရတာဗောနော Okay ဒီမနက်မှာလည်းကျွန်တော်သတင်းထုတ်လေးနေစလိုက်မယ်နော် ပထမဆုံးသတင်းပုတ်ကတော့ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ point 666ကိုစစ်ကော်မရှင်ကလက်နက်ကြီးစခန်းအဖြစ်ပြင်ဆင်နေတိုက်ခိုက်တိုက်ဆုံးမှုများကဗိုလ်ကြီးရာထူးအဆင့်ရှိသူများပါမျိုးစာဖြစ်နေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ် အဲ့တော့ဘရောင်းတက်နယ်အတွင်းမှာရှိတဲ့ MS16 ကာကွယ်ရေးပစ္စည်းဆိုင်ရာကာပါဆာ16ရဲ့ကာရင်းစခန်းကိုစစ်ကော်မရှင်ကလည်းနေချီစခန်းအဖြစ်ပြင်ဆင်မောမှန်ပြီးအာရခတက်တော်အေးရဲ့တိုက်ခိုက်မှုကိုအပြင်းထန်ခုခံနေကြောင်းသိရပါတယ်တဲ့စစ်ကော်မရှင်တက်သည့်၎င်းတို့ပြန်လည်သိမ်းယူထားတဲ့ point 666စခန်းကိုခိုင်မာချေကိုယူ၍လက်နေချီစခန်းအဖြစ်မောမှန်ပြင်ဆင်မှုများပြုလုပ်နေကြောင်းသတင်းများသိရပါတယ်အပြင်းထန်ကာကွယ်နေတဲ့666စခန်းကိုလည်းလက်နေချီထပ်ဖြစ်လာတယ်တဲ့ညောင်ခြေတော်ဘက်ကစစ်ကြောင်းကလည်းလက်နေချီဖြစ်ကိုယူပြီးရှေ့တိုးလာတယ်တောင်ကုတ်တောင်ကြားလမ်းအနောက်ဘက်ကိုဥတီနေတဲ့စစ်ကြောင်းရှေ့ဆက်တက်လာနေတယ်လို့တက်သတင်းများဖော်ထုတ် ်ထားတယ်လို့သိရပါတယ်เนาะအဲ့တော့ Champions League Council ကဒီအာခတ်ဒီရခိုင်မှာဆိုရင်ပေါ့เนาะအာခတ် .a ရဲ့ဒီတိုက်စက်တိုက်ဝင်းဝမ်းပိတ်ဆို့ပြီးမှတိုက်ခိုက်ခြင်းကိုခံနေရတာဖြစ်ပါတယ်เนาะနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်ဒီရန်ကုန်မြို့မှာဈေးတွေအလူရလာဝင်ကြတဲ့ရုရှားလူမျိုးတွေရုရှားစစ်သားတွေရဲ့သတင်းဖြစ်ပါတယ်။အဲတော့ရန်ကုန်မြို့ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိတဲ့ Junction City ဈေးဝယ်စင်တာမှာရုရှားစစ်သားလို့ယူဆရတဲ့အမျိုးသားအများအပြားဒီနေ့လာရောက်ဈေးဝယ်ခဲ့တာမြင်တွေ့ခဲ့ရတဲ့လူမျိုး တို့တခြားသူတွေပြောကြတယ်ပေါ့နော်အဲ့တော့ city မှာထဲမှာတွန်းလဲကြီးတွေနဲ့ကိုပစ္စည်းတွေအပြည့်ဝကြရတယ်တဲ့အသက်တွေကလူငယ်တွေရောလူလက်ပိုင်းတွေရောပဲမြင့်တက်ခဲ့တဲ့သူကပြောပါတယ်တဲ့ပြပခီးသွားပုံစံတွေမဟုတ်ပဲအများစုကသပင်းကိုစစ်သားတွေလိုအတုံညက်ထားပြီးကိုဟန်အနေထားတွေကစစ်သားတွေဖြစ်ဖို့များတယ်လို့မြို့ကန်တွေကပြောပါတယ်ပေါ့နော်ဘာသာစကားအနေနဲ့လည်းအင်္ဂလိပ်လိုပြောတာမဟုတ်ပဲရုရှားလိုပဲပြောတော့ကြားခဲ့ရတယ်လို့ပြည်သူချုပ်ကပြောပါတယ်အဲ့တော့ဒီရုရှားစစ်သားတွေကပါပါလာလို့လာတော့မသိဘူးเนาะဒီကြတာတော့လောလောဆယ်မှာတော့ရန်ကုန်မှာဒီရုရှားနိုင်ငံမှာရောက်ရှိလာတဲ့စစ်သင်္ဘောတွေရက်ဆက် စစ်ကမ်းမှာထိုးထားရလို့လည်းကြားရပါတော့အဲ့တော့အဲ့တော့ရန်ကုန်ကိုရောက်နေတဲ့ရုရှားနိုင်ငံမှာရောက်ရှိလာတဲ့စစ်သင်္ဘောတွေကလည်း free gate ဤစီရင်ကော်ဘတ်စီရင်ထောက်ပံ့ရေးရည်ရည်လို့ဖြစ်ပါတယ်လို့ပြောပါတယ်ပေါ့နော်အဲ့တော့ဒီရုရှားတွေကဘာလာလို့လဲတော့မသိဘူးအခုဂျပန်မင်းရောက်လာရင်တော့သူတို့ကတော့ထောက်ပံ့နေတာတော့သိကြတယ်ပေါ့နော်အဲ့တော့စစ်သားတွေဒီလိုမျိုးအစုလိုက်ပြုံးလိုက်လာတော့ဒါပထမဆုံးကြီးဖြစ်မှာတပါနော်နောက်တစ်ချက်ကတော့ကမ်ဘလိုတိုက်ပွဲမှာစစ်အုပ်စုတပ်မ33ကိုစစ်ကြောင်း ပြက်တဲ့အချိန်ချိန်မုန်းလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့မင်းညာလည်းဒါပြောထားခဲ့ပြီပေါ့နော်အခုဒီမိနစ်မှာတော့တေးစီလီတက်လာဖြစ်ပါတယ်စကိုင်းတိုင်းကတ်မလို့ခရင်ရှီဘိုခရင်တွင်စစ်ကြောင်းထုတ်ကပြည်သူကိုရန်ပြုတ်နေတဲ့စစ်အုပ်စုတပ်မ33စစ်ကြောင်းကိုနိုဝင်ဘာ12ရက်မနက်9:00နာရီဝန်းကျင်မှာစစ်ကြောင်းပြူကတက်ပြက်တဲ့အချိန်ချိန်မုန်းနိုင်ခဲ့တယ်လို့တော်လိုင်းတက်တွေကထုတ်ပြန်ထားပါတယ်ကတ်မလို့နဲ့ဝတ်တိုးရွာစစ်အုပ်စုအတိုင်းစကိုင်းကနေခင်းဦးနယ်ဘက်ကိုစစ်ကြောင်းထုတ်လာတဲ့စကိုင်းမျိုးတက်မ33ကစစ်အုပ်စုနဲ့ပြူစောတွေတွေပူပေါင်းထားတဲ့အင်အားတရာခန့်မှာစစ်ကြောင်းကိုကတ်မလို့တောင်တောင်ချဲရင်းတိုက်ရံမြောက်တောင်ဘက်မှာတော်လိုင်းတက်တွေကကြားပြတ်တက်ခဲ့တာပါတဲ့ အဲ့တိုက်ခတ်မှုကပ်မလူခင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပ်မလူခင်ပကဖကာဘိုးတိုက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကာဘိုးတိုက်တဲ့ပကဖကြောက်တိုက်ကြောက်တိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြောက်တိုင်ပကဖရေဦးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ရေဦးမြို့နယ်လှိန်ယုံပကဖခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ခင်ဦးပကဖ PDF နဲ့ပြည်သူ့ကာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါလာဖစတဲ့စုဖွဲ့တပ်ခွဲတွေကိုပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကဲနောက်ထပ်ကြောင့်နားထောင်မသိရင်ကတော့ဒီ အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုတောင်းကတော့တက်ပြတ်သားသားပြောလိုက်တယ်ဗောနော်အခုချိန်မှာဆိုတော့ဒီအမှုပညာရှင်တွေရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝါရဖြစ်နေရုပ်တံတွေတက်လာတဲ့ခါမှာတော်တော်လေးကိုဗောနော်ပြစ်တက်တွေကြားထဲမှာဒီပြည်သူတွေကြားထဲမှာတော်တော်လေးကိုအတိုက်ခံလေးတွေ့လာတယ်ဗောနော်အဲ့တော့တချို့တွေကြားလဲဒီရခိုင်ဒီရင်းနဲ့ပတ်သက်ပြီးပြောနေတူလေးရှိတယ်ဗောနော်အဲ့တော့နေတိုးတို့ကျူးလေးတို့ဘာကြောင့်ပြောရလဲဒီဘက်ကလူတွေကြားတိတ်မပြောဘူးဘာညာပေါ့နော်အဲ့လိုမျိုးအဲ့လိုပြောတဲ့ခါမှာပြန်ပြီးကြည့်လိုက်တယ်ဆိုရင်သိကြတယ်ဒီ စစ် lobby တွေပေါ့နော်ဒီ online မှာလုပ်နေတဲ့ lobby တွေကတမင်စွတ်ပေးတာပေါ့နော်စွတ်တာပေါ့နောက်ကနေလူတွေလိုက်သွားတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်မှာလူမျိုးကြီးတွေစကားတွေရယ်ပြောတာထက်ပေါ့နော်ဘာကြောင့် boycott လုပ်တာလဲဆိုတော့အားလုံးသိပြီသားပဲနော်ဒါအပေါ်မှာအာဒီလူမျိုးကြတာဒီလိုလုပ်တယ်ဒီလူမျိုးကြတာမလုပ်ပါဘူးအဲ့လိုမျိုးပြောတာမျိုးကတော့ဒါသိကြတယ်တော်လိုင်းဘက်ကိုထိုးခွဲတယ်ဆိုတာသိကြတယ်ပေါ့နော်ဒီအပေါ်မှာဒီကျွန်တော်တော်လိုင်းဘက်တွေရောဒီလူမျိုးတွေအားလုံးကပေါ့နော်နားလည်ဖို့လိုပါတယ်နော်အဲ့တော့အာပထမဗီဒီယိုတစ်ပုဒ်ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင်ပေါ့နော်ပထမဒီနီတိုတို့ကိုပြောတယ်ဆို တာကနေတိုးတို့က dialogue တွေပြောတဲ့စကားလုံးတွေကတော်တော်ကိုဘယ်လိုမလဲအာမကောင်းဘူးနော်နားထောင်တာလုံးဝအဆင်မပြေဘူးနော်အခုရွေးကောက်ပွဲမှာကျတော့သူတို့တွေကရွေးကောက်ပွဲလာဖို့ပဲခေါ်တာပြောတာဖြစ်တဲ့အတွက်နည်းနည်းပော့တယ်လို့ပြောလို့ရသေးတယ်ပေါ့နော်အဲ့ဒါပော့ပဲမယ်လေသူတို့ boy call လုပ်မှာပဲနော်နေတို့တို့လည်း boy call လုပ်တာပဲအဲ့တော့ဒီဒီချိန်မှာတော်လိုင်းဖက်တော်သားတွေနဲ့ဒီလူမျိုးကြီးဒီပေါ့နော်ပြိပခါတွေ ကိုရှောင်ရှားဖို့လိုပါတယ်နော်အဲ့တော့ကျွန်တော်ပြည်သူတွေက BC လောက်တယ်ဆိုတာကအားလုံးကိုဝိုင်းပြီးလောက်ပါပါနော်ဒီပြောနေသူတွေအားလုံးအခုဆိုလဲဒီလူပညာရှင်ဆိုတော့ဒီအားလုံးကိုဘွိုက်ကော့လောက်မှတိကြတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒါအချက်ဖက်မင်းအောင်လိုင်းကိုအားပေးတဲ့အတွက်ပါနော်ဒီဘယ်လူမျိုးမို့လို့ပို့လောက်တယ်ဆိုတာမရှိပါဘူးနော်အဲ့တော့တခါတော့ရှိတာပါနော်ပထမအဖွဲ့အုံကတော့ဒီဇလန်းရိုက်တဲ့အခါမှာသူတို့ပြောတဲ့ dialogue တွေကနောက်ထောင်ကြည့်လိုက်လေနော် ။ဘာမှတော်လိုင်းရဲ့အဖွဲလူတယောက်တည်းဘလို့မှနားထောင်လို့မရတဲ့စကားလုံးတွေပြောတာလေနော်။တော်တော်ကိုဟိုခစ်ကိုတော့ပြောင်းပြန်လာပလိုက်တဲ့ပုံစံတွေဖြစ်နေတယ်ဗောနော်။အဲ့တော့အဲ့အတွက်ပို့ပြီးတော့ဟိုသူတို့ boycott လုပ်တဲ့အတားပိုးစုညံခဲ့တယ်ဗောနော်။ခုတစ်ခေါက်မှာတော့မလုပ်ဘူးမဟုတ်ဘူး။အများကြီးပြတဲ့ခါမှာပြည်သူအနေနဲ့လည်းစဉ်းစားရရှိလာဗောနော်။အဲ့တော့ဒါကတော့မင်းအောင်လိုင်းရဲ့ကျန်စီတဲ့အကြံဖြစ်ပါတယ်နော်မင်းအောင်လိုင်းကတမင်းဒီပုံစံတွေဖြစ်အောင်ကွဲသွားအောင်လုပ်နေတာဖြစ်ပါတယ်ဒါလည်းနားလေထုတ်လို့ပါတယ်နော်အဲ့တော့ဒီ အနုပညာရှင်ဒီမင်းအောင်လိုင်ရဲ့ရွေးကောက်ပွဲကို promotion လုပ်ပေးတဲ့အနုပညာရှင်ပတ်သက်ပြီးတော့ကိုတောင်းကပြောထားတဲ့စကားလေးကိုနားထောင်ကြအောင်နော်အတနဲ့ကြောက်လိုက်ရပြီအတူရောင်ရွေးကောက်ပွဲကိုမဲဆွယ်ပင်းနေကြတဲ့ပြည်တွင်းကအနုပညာရှင်တွေကိုတော်လင်မင်းသားတောင်းကစင်ခေါ်လိုက်ပါတယ်ကိုယုံကြည်အားကြောက်ကြရရှင်ရှင်ပြိုင်ကြမယ်လို့ပြိုတိုင်းကြိုက်တဲ့တော်လင်မင်းသားတောင်းက challenge ခေါ်လိုက်တာပါပိကရရဲ့ပိုင်ကဆက်လို့အနုပညာရှင်တွေကိုအတူအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်ရှင်ကဆိုင်းဘုတ်တွေကိုင်းဆောင်စေပြီးဆောင်းဘုတ်တွေရွက်ခိုင်းခဲ့ပါတယ်။အဲ့ဒီမှာ2020ခုနှစ်အနာသိမ်းမုံအစပိုင်းမှာပါဝင်ခဲ့တဲ့အနုပညာရှင်တွေအပြင်ထိတဲ့ဝင်ပါဝင်ခဲ့ပြီးထောင်ရှားခံခဲ့ရတဲ့လူမင်းပြည်သူအင်ဒရာကျော်စင်တို့လည်းပါဝင်ပါတယ်။ဒါအပြင်ပြည်ကလေးချက်ပိုင်းကဝါရဖြန့်ပေးဖို့ညှင်းဆန်ခဲ့တယ်လို့သတင်းထွက်ခဲ့တဲ့မင်းသမီးဖွဲ့ဖွဲ့နဲ့တေဥဆောင်အလေးအောင်တို့လည်းပါဝင်လာတာတွေ့ရပါတယ်။ ဒါနေတွန်းနဲ့မြင်းမြတ်တို့ဥဆောင်ပါဝင်ခဲ့တဲ့ခက်သမိုင်းကိုဒုံဆိုင်မင်းသူများဆိုရက်ရွက်ောက်ပွဲဝါရဖြန့်ဆက်လံအပေမဖြစ်မနေဝါရဖြန့်ပေးဖို့အနုပညာရှင်တွေထိန်းချုပ်ခံရပြန်တော့အခုလိုလှုပ်ဆောင်လာရတာဖြစ်ပါတယ်ဒီလိုပေါ်ထွက်လာပြန်တော့တော်လန်တယုတ်ဆောင်မင်းသားတောင်းကမင်းတို့ရင်ဆိုင်နေရတဲ့အကြောက်ပြားကတကောစားဘွားအတွက်ငါတို့တော်လန်ရင်ဆိုင်နေရတဲ့အကြောက်ပြားကအာနာရှင်စနစ်လက်ထက်ကြဆောင်မဲ့မျိုးစစ်တဲ့လူဖွဲ့စည်းအတွက်ဘယ်အကြောက်ပြားကအမှန်လဲ ဘေဘက်ကိုရွေးရှင်မလဲကိုယုံကြည်အားကြောက်ကြရရှင်ရှင်ပြိုင်ကြတာဘောလို့သူ့ရဲ့လူမှုကွန်ရက်ကနေရေးသားပြောဆိုလိုက်ပါတယ်။ကဲဒါတော့ကိုတောင်းရဲ့ပြောဆိုချက်ကိုပြောပြတာဖြစ်ပါနော်။အဲ့တော့တကယ်မှန်ပါတယ်။အားလုံးတော့ကြောက်ပါတယ်နော်။ဒီ online fan channel မှာနုပညာရှင်လည်းကြောက်ပါတယ်။ကြောက်လို့ပဲဒီလိုမျိုးပေါ့နော်။အားလုံးစုပြီးတာပေါ့နော်။ဒါပေမဲ့သူတို့သွားရဲဆိုတာက ဒီတိုင်းပြည်အတွက်ပေါ့နော်တိုင်းပြည်မှာဒီလိုမျိုးဟိုမတရားအာဏာယူပြီးမှပေါ့နော်ဒီလိုမျိုးရုပ်ပဲ့တာအားလုံးနဲ့သိနေတာပေါ့နော်ရုပ်ပဲ့တဲ့လူတွေကဥဆောင်နေတာကိုမကြိုက်လို့သွားတာပေါ့နော်ကြောက်ကြောက်နေသွားတာပဲသူတို့လည်းဒါပေမဲ့ဒီဘက်မှာလည်းမကြောက်လို့ကြောက်တယ်ဒါပေမဲ့ဘာဖြစ်လဲအဲ့ဒီရဲ့မကြိုက်ပါဘူးဆိုရင်လူတွေအောက်မှာနေပြီးတော့ကြောက်နေတာတော့ဘာမှထူးခြားမှုမရှိပါတော့အဲ့တော့ဒီနေ့ရပိုင်းတွင်ပါပါတော့တကယ်ပဲထိမိတဲ့စကားလုံးပေါ့နော်အမေစုပြောခဲ့တဲ့စကားလုံးနဲ့ပဲပြောမယ်ဆိုရင်တော့နီးရဒါကြောက်ရတယ်ဆိုရင်ဒါမရှိတဲ့ဘက်ကိုရက်လိုက်ပေါ့နော်ဒါကတော့အကောင်းဆုံးနေလိုက်မှဖြစ်ပါနော် ကဲတော့ကျွန်တော်နားထောင်မှာတော့ Champions League ကောင်စီကဒီပါစတွေကိုပေါ်တာဆွဲပြီးတော့ဗောနပါစတွေကိုဘယ်လိုမျိုးထားလဲဘယ်လောက်တောင်မှာနော်ပါစတွေဘောကရင်းနှံစရာကောင်းလဲဆိုတော့ပြောထားတယ်ဒီလင်းဝင်လာတဲ့ပါစပြောထားတယ်နားထောင်ကြအောင်နော်ဟုတ်ဘာလို့ဒီအားကြီးကင်ပြီးတော့မှအဲ့ဒီကောင်တွေကိုပြန်ပစ်ဖို့အထိစူးစမ်းဆက်ပြီးတော့ကိုကိုလောက်ခဲ့တာတော့ကိုသိတာသူတို့ရုံမှရဲရတော့လူတန်းတော့မသိပြီမဲ့ကျွန်တော်တို့ကိုယ်နိုင်ကိုကြကြုံပြီးမှပဲသိရကျွန်တော်အရင်ကစစ်တပ်ကတော့ကျွန်တော်တို့ နာမည်ကြားရတော့ကြောက်လာပဲရှိတယ်ဒီတော့ရုံမှလိမ့်မယ်လို့မထင်ဘူးတကယ်ကိုယ်ကရုံမှရက်ကတော့ကျွန်တော်တို့အခုကျွန်တော်တော့တင်မလို့ဖြစ်နေတာလူကစိတ်ကဟိုကအာတင်းထားပြီးတော့ကျွန်တော်မြက်မြက်ရအောင်ထွက်ပြေးတယ်ခန္ဓာကိုယ်ကဘာမှလို့လို့မရဒါဆေးမကူအဲဆေးဖို့မှုသဘောဆိုတယ်ဆေးမကူသူကပေါက်ဒူးရကန်ခန်းတယ်ပေါက်ဒူးကန်ပြီးကိုကြွေးကိုတူးတယ်အဲတခါဆေးတော့တိုင်းဘာလဲအာစီဘာလဲအာစီပဲနေလာပြီးအဲဆေးတော့လည်းဘူးမှလည်းမပြောအကုန်သေးအဲပတ်စားရတယ်တယောက်မှရှိမှာမဟုတ် အခုနောက်သူတို့ထပ်ဆွဲလို့ဒီပတ်စားတွေဒီတိုင်းပဲဖြစ်လာမှာပဲသူတို့သူတို့ရုံမှာချက်ကအဲ့လိုမျိုးအဲ့တော့နောက်တစ်ထပ်ပြီးတော့မှာပတ်စားတွေကိုရောက်မဲ့လူတွေရောဗာပြောခြင်းကျွန်တော်ပြောတာကျွန်တော်တို့လူမျိုးမဖြစ်ပါစေနဲ့ပေါ့ကွာမင်းတို့မင်းတို့ငါ့ကိုကြည့်ပေါ့အေးပါမင်းတို့ငါ့ကိုကြည့်ပါဟောတယ်ပေါ့ကျွန်တော်ကမလင်ဘူးမင်းတို့မယုံဘူးစီရောကိုယ့်ဘက်ကိုမထွက်ပြေးရင်နေတကယ်လို့ကိုယ်ကနာကြုံတွေ့ရတဲ့အရာတွေကတော့စိတ်နာဖို့ကောင်းတယ်ပေါ့ကျွန်တော်ဆိုကျွန်တော်ဘဝနဲ့ကျွန်တော်လည်းတခြားနိုင်ငံအလုပ်လုပ်ပြီးအဆင်းနေလို့ရတယ်ဒါပေမဲ့ကျွန်တော်စိတ်အလုပ်လို့ဒေါသထွက်ရတယ်စစ်တက်တော့ကျွန်တော် ချီဦးချင်းနဲ့အဲ့ဒါကြောင့်အဲ့တော့ဟိုပါတော့ကရင်လူမျိုးတယောက်ဖြစ်တယ်ကရင်စကားတက်တယ်ဟုတ်ကရင်ကကြွချမ်းချင်းတက်တယ်ဟုတ်ပဲတက်တော့စစ်တပ်ကသူတို့ဟဲ့ဒီကျွန်တော်တို့ online တက်ဖွဲ့ရဲ့သူတို့ဟို inter interlight တယ်ဗောနော်ဒီဆက်ကနေကြားရတဲ့အကြောင်းအရာတွေကိုဘာသာပြန်ခိုင်းတယ်ဗောနော်ဘာသာပြန်ခိုင်းပြီးတော့မှဘယ်လိုတွေမျိုးရောအဲမင်းတို့ကရင်တွေကဘယ်လိုဖြစ်တယ်ဘာညာရောပြောတာရှိလားပြောတယ်ပြောတယ်ပြောတယ် ခုနကပြင်ရတဲ့ပုံလေးရကျွန်တော်ဆက်ရတဲ့ပုံမတ်လို့ကဘယ်ဒီမှာလဲဟုတ်တပုံမဲလေဟုတ်ကျွန်တော်နှစ်ယောက်လုံးတပုံမဲလေဟုတ်အဲ့တပုံတပုံဒီကသူကဓမြလေးလူဒီကိုတိုက်ပြီးရအဲ့လိုမျိုးလုပ်နေတာတဲ့အဲ့လိုမျိုးမြေကင်ရမကောင်းကျွန်တော်လည်းကြောက်လူမျိုးပြောတော့ကျွန်တော်သူသူကဘေးနံပါတ်နဲ့ကျွန်တော်ကြောက်တာပေါ့ခဝဲညင်တယ်ပေါ့ဆက်တဲ့ကမကြည့်နိုင်ဘူးအဲကျွန်တော်လည်းမပြေဘူးကျွန်တော်ကြောက်ကုန်ကြောက်အသေးခံနိုင်မယ်ဟုတ်အဲ့တော့သူတို့ကပြောတယ်ကျွန်တော်တို့တော်လိုင်းရေးတပုံတွေကလူတက်တယ်မရင်းချင်းတယ် အပြင်ပတ်စံနေတောင်းနေပေါ့နော်အဲ့ဒါအဲ့လိုမျိုးပြောတယ်ဒါပေမဲ့တကယ်တကယ်ဒီတော်လိုင်းဘက်ကိုအခုရောက်လာတဲ့အချိန်မှာတော်လိုင်းတက်ဖွဲ့တွေအဲ့လိုလှုပ်လာမလှုပ်ဘူးပေါ့ဒါပေမဲ့အမှန်တော့သူတို့ပြောတဲ့စကားတော့ကိုယ်ကလည်းလက်ပြီးပြောတာအမှန်အဲ့အဲ့ဟာတွေဆက်ကြည့်မယ်ဖြစ်တယ်သူတို့လှုပ်လာဖြစ်နေအဲကိုယ်လှုပ်လာဒီကလူလှုပ်လာမဟုတ်ဘူးသူတို့လှုပ်နေတာဖြစ်တယ်သူတို့လှုပ်နေအောင်သူကကိုယ်က ။ तू อ่ะကိုယ်တက်ရိုက်ပြောတာ။ကိုယ်ကမစဉ်းစားတတ်ဘူးလေ။နောက်ထွက်ပြေးလဲလဲလီမဲ့သူအဲ့လိုမျိုးကြောင့်မှတကယ်တကကိုကိုနိုင်ကြတော့ तू तू လက်ချက်ဖြည့်သွား။အဲ့လိုမျိုး तू လုံနေရပေါ့။ဟုတ်။အဲ့တော့တော်လိုင်းတက်ဖွဲ့ရဲ့နှွေးထွေးမှုကဘယ်လိုရှိလဲပေါ့နော်။အဲ့ဒါလေးတချက်ပြောပြရအောင်ကျွန်တော်အဆုံးသတ်လိုက်မယ်ပေါ့နော်အေးပေါ့နှုတ်ထွက်မှုကတော့အခုတော့ကျွန်တော်တို့ကကျွန်တော်ဘူကြီးတယောက်ရှိရပေါ့မှာကျွန်တော်ဘူကြီးကကျွန်တော်တို့ကျွတ်ဆိုကျွန်တော်တို့မိဘထဲပို့ပြီးတော့ဂူးဆက်တာပေါ့ကျွန်တော်မိဘလိုပဲကျွန်တော်တို့ကဘာမှလိုနေနေမရှိစားဖို့တောင်းတောင်းကျွန်တော်အိမ်မှာအဲ့လိုဒီမသုံးရဘူး ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့မိသားစုတစုလို့ကျွန်တော်တို့အဲ့လိုမျိုးပြုစုကတာကျွန်တော်အရင်အကြီးစုတင်တယ်ဒါပေမဲ့သူကိုယ်တိုင်လည်းကျွန်တော်တို့မေးကျွန်တော်တို့မေးတယ်ဒီတာဘုံကမုံရပါရင်လည်းကိုယ့်ဘာကိုဘာဘာသူအေးစီအချမ်းနေမှာအေးစီလုတ်ပေးဖို့သူလည်းအများတန်းဟိုကလုတ်ပေးကျွန်တော်တို့အဲအဲ့လိုမျိုးလုတ်ပေးမယ်လို့ပြောတယ်ကျွန်တော်တို့တောင်းဆိုကြတယ်ဒါပေမဲ့ကျွန်တော်စိတ်ကဒီစစ်တပ်ကြီးကိုပြန်ပြီးတူလန့်ရင်စိတ်ပေါက်နေဟုတ်သူတို့တအားရုံမှာလေအဲ့ဒါကြီးကအဲ့ဒါကြောင့်ဒါကြီးက တဲ့ဒါဘူကြီးကိုပြည့်ရတဲ့နဲ့လေဟုတ်လေဘူကြီးကိုပြည့်ရတဲ့နဲ့ပဲပြည့်သူပြည့်သူပဲပြည့်အောင်ဟုတ်အဲ့တော့ဒါတကယ်ဟုတ်ကိုဒါတိုင်တိုင်မူကသူ့ကိုဒါဟိုတပည့်တယောက်ဖြစ်ပေါ့နော်တိုင်မူရဲ့အနီးကပ်ဖြစ်ဟိုဘက်စမန်ဖြစ်ထားတယ်ထားတဲ့ချိန်မှာလဲတိုင်မူနာမည်ကိုတိ့ခွင့်မရဘူးပေါ့နော်မရဘူးမရဘဲနဲ့ဒါသူ့ကိုတရင်အောင်ချထားတယ်ပြီးလို့ရှိရင် तू ကဒါကရင်တယောက်ဖြစ်တဲ့အချိန်မှာသူ့ကိုကရင်မန်းတိပြီးတော့မှ တချို့ကိစ္စတွေမှာစစ်တပ်ကဒါတွေကမတရားဘူးလို့သူကထုတ်ပြောတဲ့ချိန်လဲကြတဲ့ကြောင်သူ့ကိုဒါကျွန်တော်တနတ်သိမ့်လိုက်တယ်ပေါ့နော်တနတ်သိမ့်ပြီးတော့မှရှင်နဲ့စစ်မြေပြင်မှာတော့တနတ်မပေးဘဲနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခိုင်းတဲ့အခြေအနေမျိုးအထိဒါစစ်ကောင်စီကသူ့ကိုရုံးပါခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့သူကတော်လိုင်းဘက်ကိုရောက်လာတဲ့အချိန်မှာဒါတနတ်ကင်ပြီးတော့မှပြန်တော်လှန်ဖို့စ조사နေတဲ့လူတယောက်ပေါ့နော်အဲ့တော့နောက်ဆုံးပြေးကြမှာကျွန်တော်နာမည်မေးရမှာနာမည်ပြောပြ ကျွန်တော်နာမည်ကတော့ဖြိုသက်ပါဟုတ်ကဲကြားတယ်ပေါ့နော်ဒါကတော့ပါစာတယောက်ရဲ့ရင်ဝင်ထားတဲ့ဟာဖြစ်ပါတယ်နော်အဲ့တော့ဒီစစ်တပ်ထဲမှာနေခဲ့တယ်ဒီတယင်းမှုဆိုတဲ့လူရဲ့အနောက်မှာနေတယ်ပေါ့နော်သူ့ဝေယဝိဆိုင်လှုပ်ပေးရတယ်ပေါ့နော်ဒါပေမဲ့တယင်းမှုရဲ့နာမည်တော့သိခွင့်မရဘူးဆိုတော့အဲ့ဒီစစ်တပ်တွေကဒီရာရှိတွေဘယ်တော့ကြောက်လဲဆိုစဉ်းစားကြည့်ပါနော်အဲ့တော့သူတို့ကလုံးဝမယုံပါဘူးနော်မယုံလို့လေသူတို့ကိုရှေ့တန်းမှာလက်နက်မပေးဘဲနဲ့တိုက်ခိုင်းတယ်ဆိုစဉ်းစားကြည့်တော့နော်ဘာမှပြောစရာမရှိတော့ဘူး လည်းမပါဘဲနဲ့တိုက်မှာတေယုံပဲရှိတာပေါ့ထွက်ပြေးလာတာမှန်တော့တော်သေးတာပေါ့နော်အဲ့တော့ဘယ်လိုပဲပြောဒီလိုပါစတွေရှိသေးတယ်ဆိုရင်အမြင်ဆုံးတော်လိုင်းဘက်ကိုကူးပြောင်းလာကြပါတော့တော်လိုင်းရေးထဲမှာနော်ဒီလိုမျိုးစကားပြောရတော့တနက်ကင်ခွင့်ပေးထားတယ်ဘယ်လောက်ထိယုံကြည်ပြီးပေးထားတယ်ပေါ့နော်တကယ်ပဲကွာပါတယ်နော်ကဲပြောင်းလဲမြောင်စားတွေပြောလေကျော်မင်းကတော့အမှုပညာရှင်အနေနဲ့ဒီပြည်သူကြားထဲမှာဘလောက်တောင်တွေးခွဲနေလဲဆိုတော့ကိုသိအောင်လို့ပေါ့နော်သူပြောတဲ့စကားအနေချင်းလေးကျွန်တော်ဖွင့်ပြပေးပါမယ်နော် တို့ဖြစ်ချင်တာဗျာဒါပေတော့စစ်တပ်ဥစုမှုသူမကြိုက်ဘူးလို့တို့ပြောချင်ပြောချင်လိမ့်မယ်ဒါပေမဲ့โอเคအဲ့လိုမကြိုက်ပေမဲ့ငါတို့ဖြစ်တင်တာပါလဲမင်းโอเคဖြစ်တင်တာတော့ရွေးကောက်ပွဲငါတို့ကူညီပေးတင်တာပေါ့ပပလေးနဲ့လဲနေတာမှာဝင်သွားပြီလို့ကျွန်တော်မြင်တယ်ဒါတည့်ချက်ဒါကျွန်တော်ဘက်ကအကောင့်ရှုမြင်ပြီးတာပေါ့နော်နောက်တစ်ခါဖြစ်ထိုက်တာလည်းဒါပဲအဖြစ်ကိုဖြစ်သွားမယ့်အရာလည်းဒါပဲဆိုတော့တို့သိဖို့ရတယ်အဲ့တော့ဖြစ်ချင်တာတွေကိုရင်ဝါရင်မမေ့ထားဖြစ်တင်တာတွေနဲ့ဖြစ်ထိုက်တာတွေနဲ့ဖြစ်ဖို့လိုအပ်တာတွေဖြစ်သွားမယ့်အရာတွေကိုတို့ဝင်လုပ်ပြီးသွားတယ်လို့ကျွန်တော်နားလဲတယ်နော်ကျွန်တော်ဘက်နဲ့ကိုလူမင်းတို့ဘာလို့ဆိုလဲတာတက်တက်ကြွကြွနဲ့ဒရိုက်တာဖြစ်နေတော့သူကပါဝင်ပြီးသေးတယ် တခါတိ ਊ ဆောင်ပေးရင်တော့တစ်ချက်တည်းပြီးသွားပြီမယ်။ तू ကတိ ਊ ဆောင်ဖို့လူတွေတော့ तू ဟို driver တယောက်အနေနဲ့ तू ဟိုလိုလုပ်ဒီလိုလုပ်ဆိုတော့ तू လုပ်ပေးသွားသေးတယ်။ဇာဟိုဘယ်လိုခေါ်မလဲ तू က guideline တွေပေးသွားသေးတယ်ဆိုတော့ဒါသူ့ရဲ့ဦးဆောင်ပေါင်းမှုပေါ့ဗျာ။ကိုလိုမင်းတို့ driver ဝိုင်းဦးဆောင်ပေါင်းမှုပေါ့။ဆိုတော့ဘာပဲပြောဒီလိုလုပ်တဲ့အတွက်တို့လည်းဟောတို့ဘာလုပ်တယ်ဆိုတော့တို့တို့တီးသွားတယ်ပေါ့ပါတယ်။အနုပညာရှင်တွေဆိုတော့ဒီလိုပါပဲ။တရုတ်ဆောင်သူမျိုးရှိတဲ့အကောင်လုံးကတို့တို့လာပြီးတော့ပြုတ်သွားကြတယ်ပြုတ်ဆောင်။ဒီတခြားအနုပညာရှင်တချို့ဆိုကြည့်လိုက်တယ်နော်။ခေါင်းတော်မဖြူဘူးမျက်နှာမှာတော့ဘာမှမိတ်ကပ်တွေပါတော့မပါဘဲနဲ့လာရေးကြပါတော့။တို့စိတ် မပါမန်းသိအောင်လောက်တာလားဘာလားတော့မသိဘူးเนาะအဲ့တော့ဘယ်လိုပဲပြောပြောဒီလိုမျိုးဒီနုပညာရှင်တွေတကယ်ပဲဟိုလှုပ်ချင်တဲ့ပုံစံနဲ့လာလှုပ်တယ်ပေါ့နော်သူတို့စေတနာစိတ်ရှိလို့လာလှုပ်တယ်ဆိုတဲ့ပုံစံနဲ့ဂျင်းထဲနေတာပေါ့နော်ဒါအပြင်အခုအဲ့ဒီအဲ့ဒီရဲ့နုပညာရှင်တွေရဲ့ အာကြီးမားလို့ပေါ့နော်အဲ့ဒီဂျားထဲမှာသူတို့ကဒီပြန်ခွဲနေတာဖြစ်ပါနော်။ဘာလို့ဆိုတော့ online ပတ်ချန်နယ်မှာလည်းဒီနုပညာရှင်တွေရဲ့ fan တွေရှိတာဟုတ်။အဲ့ဒီ fan တွေကိုထိုးခွဲနေတာဖြစ်ပါလေ။အဲ့တော့တချို့နေရာမှာလည်းထိရောက်တာတွေ့ရတာပေါ့နော်။ဒီပရိသတ်တွေရဲ့ဒီ comment တွေမှာကြည့်တချို့လည်းကွဲပြားနေတာတွေ့ရတယ်။ဒါကြတော့ကျွန်တော်တို့ဒီ online ပတ်ချန်ဖြစ်ဖြစ်ဘယ်ပရိသတ်ဖြစ်ဖြစ်ပေါ့နော်။ဒါတွေနားလည်ဖို့လိုပါတယ်။ချက်ဖက်မေးရလိုက်ကတမင်ဒီအကွက်ကိုဆင်နေတာဖြစ်တဲ့အတွက်ပေါ့နော်။ဒါတွေကိုသိပြီးတော့ highlight လုပ်စကားမပြောဘဲနဲ့ပေါ့နော်။လုံးဆက်ရှိတဲ့ PC လုပ်ဖို့ပဲလိုပါတယ်နော်။ပြီးတော့ကြတယ်။အဲ့တချို့နုပညာရှင်ဆိုရင်ဟိုပညာမတတ်တာသိသိတာ ရှင်းလို့ရချင်းပညာပဋ္ဌာန်သိသိတာဟိုပညာကမတတ်တဲ့အခါကျတော့ဗျာဟိုဒီလိုကိစ္စမျိုးကြရင်အဝိဇ္ဇာတော့ဘလို့ဝဲမှမသိရလို့ရှိတယ်ကဲဘယ်လိုဖေးရအောင်နော်အဲ့တော့ဒါသူတို့ဘက်ကဟိုမကြိုက်မှန်းသိလို့မကြိုက်မှန်းသိအောင်လို့ဒါပြည်သူတွေချပြတာနော်ဒီလိုမျိုးဘိုဒီဘက်တွေဝင်လာလေဆိုရင်ဒါပြည်သူတွေကအာမင်းအောင်လည်းမတရားခိုင်းနေဆိုတိမာပဲဆိုတော့စိတ်နဲ့ဝင်လာလေဖြစ်မှာပေါ့နော်ဒါပေမဲ့ဒါဟိုဒီကောင်တွေကအမိရယူပြီးတော့အခုလိုမျိုးချုံနေနေတာဖြစ်ပါတယ် နော်ဥပစာဘလို့ရမသိပညာမမတက်တာဘူးဗျနော်တချို့ဆိုရင်လင်မယားနေပေါ်မှာ၁၀တန်းအောင်အောင်လာမသိပါဘူးအဲ့လိုလူတွေကြတော့စာမတက်ပင်ပတဲ့ပညာမတက်တယ်ဆိုတော့ဗျာတည့်ရတိုင်းပဲဟိုဥပစာဘလို့ရမသိတော့ကောင်းကောင်းမသိဘူးလူရှိတယ်တချို့ဆိုနော်အဲ့ဒါဆိုနွန်းနေလေးလာလေးတွေဝက်လာပြီးတော့နွန်းနေလေးလာလေးဝက်လာပြီးမျက်နှာမိတ်ကပ်တမလိမ်ပါနီမလိမ်ဘာမှမလိမ်မဲ့နေတယ်တို့ရဲ့မွင်းအလှတွေကိုဖော်ပြတာပါဗျာနော်မွင်းအလှတွေကိုဆိုတော့ကျွန်တော်နားလေတာမင်းသမီးတွေမင်းသားတွေမင်းသားတွေခဏထားပါမင်းသမီးတွေဆိုတာသူတို့ကိုကင်မရာထဲမှာမလှမအောင်တအားကြောက်တဲ့ထဲမှာထိဆုံးอ่ะ မလှမှာဒါကြောင့်ထင်မှာထိဆုံးอ่ะဒါပေမဲ့မလှမှာကြောက်တဲ့အထင်မှာထိဆုံးอ่ะပါနေပြီမဲ့ဒီလိုဟာမျိုးလေးရောက်ကောမလှလည်းပါဖြစ်လဲဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘယ်လဲစိတ်ဒုံဒုံဂျုံဂျုံကြပြီးတော့ဟိုအရန်ကိုတခါလဲစိတ်နှလုံးညှို့နှွမ်းနေတဲ့ပုံစံမျိုးဖြစ်အောင်လို့အင်းကြီးအရာကိုလည်းနွမ်းနွမ်းလေးလေးဝတ်တာမျိုးတွေကာလာကိုရှော့ပြစ်တာမျိုးတွေအဲဒီကမျက်နှာပါတီနဲ့ခန်းကြီးနဲ့မလိမ့်တော့တာမျိုးတွေစသဖြင့်အဲ့ဒါမျိုးတွေလုပ်တဲ့ပြပြချင်းချိုးတယ်တွေ့ရတယ်မြို့သူဖြစ်စေကမှသူတို့ဒီပဲဒါလုတ်ကိုလုတ်ရမယ်ဒါလုတ်တဲ့နေရာဆိုတော့သူတို့လက်ခံလို့လုတ်တယ်လို့ကျွန်တော်နားလည်ထားတယ်ပြီးတော့ တို့ဒါလုတ်တာကမှတို့တို့ကဆက်ပြီးတော့ပူပြီးတော့ပြေးတယ်ဟိုဘက်ကအကောင်တွေကိုတို့ဟိုဘက်ကအကောင်တွေကျတော့တို့လောလက်မခံတော့ဘူးဆိုတော့အဓိပ္ပာယ်ရှင်ဒီမှာလုတ်တာနှမျိုးပဲရှိရကြတို့ကတို့ယုံကြည်ချက်ကိုဆက်လက်ဆွဲကင်ထားတယ်ဆိုကဲကျန်တဲ့ဟာတော့သူဝါရဖြန့်တူးခွင့်နေတာဆိုတော့မပြန့်ပြတော့ဘူးเนาะအဲ့တော့ဒီသူပြောတဲ့အထက်မှာဒါရွှေထူးနဲ့ရွှေပုံရင်စီဆိုတာအလုံးသိပြီးသားဖြစ်ပါတယ်เนาะအဲ့တော့ဘယ်လိုပဲပြောဒီအချက်ဖက်မေးအောင်လိုင်းဖက်မှာရက်တဲ့သူကတော့ပြီးသူကတော့ဘွိုက်ကောက်လုံးပါပဲเนาะအဲ့တော့ တချို့ပြည်သူတွေခုနပြောသလိုပဲအရင်ပွားဖို့မဟုတ်ဘူးဒါမင်းအောင်လိုင်းဒီလန်းကိုခင်းနေတာတိတိပြီနော်တိတယ်ဆိုရင်ဘွိုက်ကော့ပဲဆက်လုပ်ပါနော်ကျွန်တော်ကဘာမှပြောစရာမလိုပြောတယ်ဆိုရင်ပို့ပြီးရှုပ်ထွေးကုန်လေးပဲပေါ့နော်ကဲနောက်ဆုံးမှာတော့ကမ်ဘလူရဲ့တက်မ33စစ်ကြောင်းလိုက်ပြုတ်သွားတဲ့တဲ့င်းကိုအားရပါရတင်းဆက်ထားတယ်ဗျာနော်ကိုစီကပြောရင်ဒီဂျက်လက်နဲ့လက်လုံးဝပြောရတဲ့ဆိုတော့သူပြောရတာလေအတူလေးနားထောင်ကြည့်အောင်နော်ဒီနေ့ကလေ ဘုရင်ည10နှစ်ကြီးတော့ကျွန်တော်အခုထိမနှက်စာမစားနေဘူးနော်အလုံးရှုပ်နေတယ်ဝင်းင်းတစ်ခွက်နဲ့ငပြောတိသုံးလုံးနဲ့ပရိုတင်းတစ်ခွက်နဲ့ပဲတောက်ပြီးတော့အလုံးလုံးနေဒါပေမဲ့ဘိုက်ကမစားအောင်ဘယ်စားအားမလဲတည်င်းနေကြည့်လိုက်တာနဲ့အားရစရာတည်င်းနေကြီးတယ်နော်ခင်ဦးနဲ့ကန့်မလို့မှကြိတ်ထားတာတွေ့လို့ရကြီးလားဗီဒီယိုဖိုင်လေးကပြီးမှတင်ပြီကျွန်တော်တည်င်းအရင်ပြောပြမယ်နော်အဲ့တော့လက်ရှိဒီနေ့တော်လှန်ရေးအနေထားကလေတော်လှန်ရေးဘက်ကရှုံးစရာမလိုတော့ဘူးဆိုတော့အဲ့ဒါကိုပြောတာ ကျွန်တော်တို့လိုအပ်ချက်ကခက်မမြင်ပွဲပြတ်ဖို့အတွက်ကိုပဲအရေးကြီးတယ်ဘာဖြစ်လို့လဲတော်လိုင်းကြာလေတိုင်းပြည်ကပြည်သူနာလေအဲ့တော့ပြည်သူမနာဖို့အတွက်ခက်မမြင်ပွဲပြတ်ဖို့လိုတယ်ဒါကြောင့်မလို့ဝိုင်းလှုပ်ကြပါဝိုင်းလှုပ်ကြပါဟောလားအခုကမ်းဘလူးမှာစော်ထားတာစစ်ကြောင်းမှာပြုတ်အောင်စော်ကန်ထိတာတွေ့ကြည့်ပေရတဲ့ကောင်တွေထွက်ခဲလို့စိန်ပေါ်ခဲ့တဲ့ကောင်တွေကစစ်ကြောင်းပြုတ်ပြီးတော့ကျော်စိုးပြောနေပြောရင်ခွဲလို့ပြေးတာကျော်စိုးတခါတရင်တွေ့ရတဲ့ဟမ်ဘုံမိုက်ခဲဘာဖြစ်လဲခွဲ လို့ပြေးတာလေအခုလည်းအဲ့လိုပဲကန့်ဘလူးမှာဘာဖြစ်တယ်တက်မ33နဲ့ခွေးလို့ပြေးတာပူပိုင်ချဲမှာလည်းတင်ထားတယ်အဲ့ဒါတော့ဗီဒီယိုဖိုင်ပေါ့နော်စစ်ခွေးတွေကမှောက်ကုန်တွေလဲနေတယ်ပူပိုင်ချဲကလည်းဒီကုလုံးရှင်တွေပေနေတယ်စစ်ခွေးတွေလည်းအကောင်လုံးရှင်တွေအကောင်လုံးလူးနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြီးရင်ကျွန်တော် reaction လုပ်ပေးပါမယ်အဲ့တော့ဒီသတင်းလေးကိုကျွန်တော်အရင်ဒီသတင်းကနော် people stream မှာတင်ထားတာဖြစ်ပါတယ်နော်ညနေရက်တင်ထားတာကျွန်တော်မအားတဲ့အတွက်ကျွန်တော်လည်းမပြောနိုင်ဘူးအဲ့တော့ ။တည်နေကိုကျွန်တော်တို့အပြတ်မခံကြပါနဲ့ပြည်သူတွေအနေနဲ့ဘာဖြစ်လို့လဲကိုတော်လန်ကြီးရေချင်ဘာဖြစ်နေလဲဆိုတာကိုလူတိုင်းကိုသိစေချင်ပါတယ်။ဒါကြောင့်မလို့အခုနောက်ပိုင်းမှာကျွန်တော်တို့တည်နေတော်တော်အစီအစီဆိုပြီးတော့မီဒီယာတွေမှာတင်လာတဲ့ဟာတွေရောကျွန်တော်တို့တိတာတွေစုပေါင်းပြီးတော့ကျွန်တော်တည်နေတော်တော်အစီအစီကိုလုတ်ပေးတယ်ဆိုတာချို့နေကြတော့တည်င်းဖက်ကမှပြင်းတယ်။အဲ့တော့တည်င်းဖက်ကမှပြင်းတဲ့လူတွေအတွက်ဒီ9မိနစ်10မိနစ်တော့ထိုင်ပြီးနားထောင်လိုက်တာနဲ့ကျွန်တော်တို့ဖြစ်ပြနေတဲ့တည်င်းတွေတိဝါစေချင်လို့ပါ။အခုဒီနေ့တိုက်ပွဲဆိုရင်ဒါစစ်ကြောင်းပြုတ်တဲ့အထိစစ်ကြောင်းမှုဗျူဟာမှုကစားမတာပေါ်ရတယ်။လက်ရှိ ဒီစစ်တပ်ဟာသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမကြီးမကင်မှာနေနေဒီစိုးမိုးဖို့ရအောင်အသေးကံစစ်ကြောင်းထိုးနေတာအဲ့ဒီစစ်ကြောင်းထိုးပြီးတော့ဒီဂျောမှာရွေးကောက်ပွဲလှုပ်လို့ရမယ်ဆိုဘက်ကလေးရွေးကောက်ပွဲကောက်လုပ်လိုက်မယ်အဲပြီးဒီရွေးကောက်ပွဲဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့တရားမဝင်ဒါဆိုဝိကောင်ကြီးဘဝနေဘာဖြစ်မှာတရားဝင်နိုင်ငံကိုအောက်ချုပ်ဝင်ရအောင်ဒီကောင်ကြီးကစူးစမ်းနေတာအဲ့ဒါအဲ့ဒါအမှန်ကန်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူဘက်ကတည်ရမှာကဒီကောင်တွေလှုပ်ရှားတာကိုမျက်ခြေပြတ်မခံပဲနဲ့ကျွန်တော်စစ်ရေးဘက်အပိုင်းမှာအခုဆိုရင်ဒါခင်ဦးမျိုးနယ်မှာရှိတဲ့အင်အားစုတွေဒါလိုတိုက်ပွဲတစ်ပွဲပေါ်ဆောင်လိုက်တာကြည်ပလောက်ကုန်တယ် အော်ကျွန်တော်တို့ကဒီလိုတိုက်ပွဲတွေကြိုင်အားရတယ်မလားရှင်းတတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲတွေပေါ်ဆောင်ဖို့အတွက်တိုက်ပွဲတစ်ခုကိုဘတ်ဂျက်ဘယ်လောက်တုံးဆိုးရတယ်ဆိုတာကိုလည်းတည်သူတွေအနေနဲ့သိစေချင်တယ်နော်အ ਨੇ ဆုံးဒီတိုက်ပွဲတွားပြစ်မယ်ဆိုရင်ရဲဘော်တယောက်ကိုကြီ253ရမပါဘဲနဲ့မရဘူးစကမ်းတစ်ခုတိမ့်မယ်ဆိုရင်အဲ့တော့ကြီတစ်ထောက်ကိုအခုမြန်မာငွေနဲ့အ ਨੇ ဆုံးက9000 6000ဖြစ်နေပြီနော်ဘတ်ငွေနဲ့ဆိုရင်မှတပုံကြီး9000 6000မကတော့ဘူးဆိုရင်80ကျော်ရောင်းတဲ့ဟာတွေရောင်းပုံပြီဆိုတော့နော်1000လီးပါဖြစ်နေပြီအဲ့တော့ ဒီရဲဘော်တယောက်ကဒိုင်းလေးတစ်ချက်ထွက်သွားတာ ਨੇ ဘယ်လောက်ဖြစ်မလဲပတ်စံမြန်မာငွေတောင်းတပေါင်းဒီပါနော်ဒိုင်းဒိုင်းတစ်ချက်ထွက်လာတဲ့မြန်မာငွေတပေါင်းဝန်းဒီပါလောက်ကုန်ပြီအဲ့တော့ကျွန်တော်တော်လိုင်းဒီတိုက်ပွဲတစ်ခုမှာပြစ်ကြခတ်ကြအပြန်လန်ပြစ်ကြပြီးဟဲ့ဆိုပြီးဒီကောင်လေးကဘာလုပ်လဲဆိုတော့စစ်မှုထမ်းပတ်ဖတ်တပ်သားတစ်တွေကိုရှေ့ရနေပေးပြီးတော့တက်ခိုင်းတယ်မြင်းတွေရှူခိုင်းတယ်မွေးစေဝါတွေတုံခိုင်းတယ်အရက်တွေတိုက်တယ်အရက်တွေတိုက်တော့မူးတောင်ယူတောင်အဲ့ဒီမြင်းတွေမှာခြာပြီးတော့မြင်းတောင်ချောင်ပြီးတော့ပေမာလည်းမတီးပဲရှေ့ရတက်ပြီးတော့စွပစ်တာသူတို့မှကြီးပေါ်တယ်သူတို့မှတယောက်ကို900 800ထိအောင်ပေးရတာကောင်ရှိတယ် ဖြစ်လို့လဲဆိုတော့ကျွန်တော်တနင်္လာနေ့တိုင်းစင်းတော့အလေးဝင်လာတဲ့ကောင်တယောက်သူပြောပြတယ်ပုံမှန်တော့153ရက်ဆိုရင်ပိုတဲရတဲ့ကြီးကြီးရှိတယ်အဲ့တော့သူတို့ဘက်မှာအဲ့လိုကြီးပေါ်ပေါ်အင်အားကိုဖြုံးတီးပြီးတော့ဘာလုပ်လဲလူသားတိုင်းလို့ပြီးပြတ်တက်ခိုင်းတယ်အဲ့တော့ပန်းစားတွေတက်လာတော့ပြစ်ပြီးတက်လာတာလေဒီတိုင်းတက်လာတာမဟုတ်ဘူးမပြစ်ပြန်မပြစ်လို့ရမှာကိုယ့်ဘက်ကကိုယ့်ဘက်ကပြန်ပြစ်ရင်ဘာဖြစ်ကုန်လဲတေဝါတယ်တေဝါရင်လဲကြွားလာကောင်ကြော်ပြီးချက်တက်လာတယ်ဆိုတော့ကိုယ့်ဘက်ကပြစ်ပြစ်ဒီကောင်တွေကဘာလုပ်တာလဲဆိုတော့အဲ့ဒီပန်းစားတွေကိုအရင်လှုပ်ပြီးတော့ကိုယ့်ဘက်က PDF တွေကြီးနေဝါအောင်ကြီးဖြုံးခိုင်းတာဘယ်တော့မှရိုင်းနေစဉ်းစားကြည့်နော် စစ်သားစကုတ်တပ်ဖွဲ့မှာတောင်ဝင်ထမ်းဆောင်နေတဲ့အောက်လက်ငယ်သားတွေကိုအဲ့လိုအသေးခံတတ်ခိုင်းပြီးတော့ကြီးစီရင်ပေးဖြုံးခိုင်းတဲ့ရန်သူကိုကြီးဖြုံးပြီးပြည်ရဲနဲ့ကြီးပါပြီဆိုမှသူတို့ကအနောက်ကနေသူတို့စစ်ကိုင်းတွေရောဗာတွေရောဒီတန်တွေတွေပေါ့အလုံးလိုက်အရင်လိုက်လက်နဲ့ကြီးနဲ့ထုနော်တရား20မမမျိုးနဲ့မှကြုံကြုံတာဆိုအဲ့လိုကြုံပြီးတော့သူတို့လာတယ်လာတဲ့ချိန်မှာကြီးပါတဲ့တော်လိုင်းအဖွဲ့တွေဆိုဘာလို့ပါအောင်လဲစုပ်ပေးရတာလို့သူတို့ကိုအဲအဲ့ဒီဒေတာတွေကိုပြန်လက်လွတ်လိုက်တာလို့ဒါတွေဖြစ်တာ ဲ့တော့ကျွန်တော်တို့ဘက်မှာလိုအပ်ချက်ကပါတယ်ကြီးမရှိတာပဲဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေကြားရင်ဝမ်းသာတယ်အားရတယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကရဲဘော်တွေကိုဘာလို့ကလိုအပ်ချက်တွေဖြည့်ဆည်းပေးထားဖို့လိုတယ်အဲကိုယ်တွေလိုအပ်ချက်တွေဖြည့်ဆည်းပေးထားရဲ့တားနဲ့မှရှိပါတယ်တချို့တော့လက်နက်ကိုင်နော်တိုင်းနာနာမည်ခံထားတဲ့တချို့တော့လက်နက်ကိုင်တွေဆိုရင်ပြည့်ရှမ်းနေတယ်ဒေါ်လာကြီးမလုပ်ပါဘူးနော်စီးပွားရေးပဲလုပ်စားတယ်အဲ့လိုမျိုးဆိုရင်တော့တမျိုးဒါပေမဲ့လက်ရှိနေဦးဒေါ်လာကြီးမှာအသက်ပေးနေတိုက်နေကြတဲ့ရဲဘော်တွေအားလုံးဟာကြီးတွေလက်သက်တွေပြည့်စုံနေတဲ့တားနဲ့မတိုက်ပဲထိုင်နေကြတာပေါ့ တိုက်ဖို့အတွက်ကိုရရနီးနန်းနဲ့တို့ကရှားနေရတယ်နော်ရတဲ့လောက်ရှားပြီးတော့ဘာလို့တိုက်နေတာအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဒါမျိုးတွေကိုဝိုင်းဖြစ်စည်းပေးဖို့လိုအပ်တယ်စိတ်ချပါမင်းအောင်နိုင်ကဘယ်လိုမှနိုင်လို့မရဘူးမယုံကြည်လိုက်ဘာဖြစ်လို့လဲအခုလက်ရှိလက်နက်ကင်ထားတဲ့ပြည်သူဘက်အချမ်းကအင်အားကတို့ဘာနဲ့မှပြုလို့မရဘူးလက်ရှိလေချောင်းလိုင်းနဲ့လေချောင်းကပါနေလို့တို့လှုပ်လို့ရဆိုလေချောင်းကစိတ်ချစစ်စင်ရင်ပိုင်းတော့မရှိဘူးဘာလို့လေချောင်းရံကိုကိုယ့်ဘက်ကရဲဖို့လေကောင်းကောင်းတိနေဟိုမထိရဘူးလားမေးတော့တိရမှုတချို့တလေတော့ရှိပါဒါပေမဲ့ ဒီလေချောင်းကြီးကနေသူတို့အနိုင်ယူပြီးတော့တိုက်ပွဲဖော်ဆောင်လို့မရဘူးစိတ်သက်စစ်စစ်ရေးရတစ်ဖက်ကဒီတော်လိုင်းရဲ့အဖွဲ့တွေဝင်းင်းကအလှင့်ငိုက်ဝင်တိုက်မှာလို့ဒါမျိုးတွေတော့ဝင်ရှိတယ်အဲ့တော့ကြီးတက်နဲ့ဝင်မစည်းပဲနဲ့ဘယ်နယ်ဟိုမှာနေပြီးပိုက်ဆိုးမှုမရဘူးကြီးတက်ဝင်စည်းဖို့အတွက်သူတို့ကြီးတက်မှာပတ်စနော်စစ်မှုထမ်းအတင်းအလိုက်ခံပြီးတော့စစ်မှုထမ်းခိုင်းနေပတ်စတယ်အဲ့ဒီပတ်စတွေကဘယ်နည်းကဘလောက်ပဲမြင်းနေကြွကြွဘလောက်ပဲအကျဲ့တိုက်တိုက်စိတ်သက်ပိုင်းမှာရှိတာမရှိဘူးအဲ့တော့သူတို့တန်သေးတယ်အစအနေနဲ့တန်သေးအင်အားဘလောက်ပုံနေတယ် တော့စိတ်သက်ပိုင်းအရာမှာကျွန်တော်တို့ဘက်ကဘာမှမဆိုင်တော့ဘူးအခုကြည့်လေမဘူပိုင်ကျဲမဗီဒီယိုဖိုင်ထဲမှာပြထားစစ်ပွဲတွေတုံးတုံးမနဲ့တောက်ပွဲမကြုံလို့လည်းမပြောင်းဆက်ဆက်လုပ်နေသေးတယ်ရီးနေတာမျိုးမှာစစ်ပွဲတွေကောင်းပါနော်အကောင်းကလာဒီကောင်တွေကလေဘာဖြစ်လဲဆိုတော့အမိတ်ပေးချာ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 ငါတို့ချုံသွားတို့ရန်သူဘက်ကဖမ်းတာထိမယ်ဆိုလဲတော်လိုင်းဘက်ကောင်တွေကငါတို့ထမင်းကောင်းကောင်းကျွေးတယ်နော်တိတိကျကျဝင်နေဖြစ်ပြီးတယ်ဆိုလဲပုံစံမျိုးနဲ့လူဘွားဝါတာနော်ဒါကြောင့်မလို့အခုအဲ့လိုမျိုးတိုက်ပွဲမှာဖမ်းပြီးတဲ့ကောင်မျိုးကိုလေမလို့အဲ့ပဲရေတော်မတိုက်နဲ့ရှင်းရှင်းပြောရရင်တော့ဒီကောင်တွေကြောင့်ပြည်သူတွေထွက်ပြေးနေရတယ်အခုအညာမှာထွက်ပြေးနေရတဲ့စစ်ဘေးဆောင်ပြည်သူဘယ်လောက်ရှိပြီ စစ်တပ်စစ်တောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသမြန်မာပြည်မှာမရှိဘူးအဲ့တော့ဒီကောင်တွေကြောက်ပါဖြစ်တယ်ပြည်သူတွေထွက်ပြေးနေရတာပြည်သူတွေအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရတာအဲ့တော့ဒီလိုကောင်မျိုးတွေမိလိုက်ဒါရာဇဝတ်ကောင်တွေဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့စေတနာထားလို့မရဘူးအဲ့တော့ဒီလိုအောင်ပွဲမျိုးကိုတော့ကျွန်တော်တို့ပြည်သူတွေကတော့ပြောစရာမလိုဘူးဝမ်းမန္တရာကြိုးဆူပြီးသားပါတိုက်ပွဲမှာပါဝင်တဲ့တွေ့ရုံရဲဘော်တွေအားလုံးကိုလည်းလေးစားတဲ့ဂုံပြုတ်လေခွေးလို့ပြေးွားတဲ့စစ်ခွေးတွေကိုလည်းကျမ်းမှာကြပါစေလို့နော်ဒါလေးပြောချင်လို့ပါအဲ့ဒါလာပြောတာလေးစားပါတယ် ကဲဒါတော့ကုစီရသုံးသက်ချက်ပြီးလို့ final ဖြစ်ပါရဲ့နော်အဲ့တော့စစ်ကြောင်းလိုက်ပြုတ်တာလေကျွန်တော်တို့ဒီနှစ်ထဲမှာတော်ရင်းကကြားတယ်ပေါ့နော်ဒါဒီ November လေးမှာဆိုရင်တော့ဒါတကယ်သတင်းကောင်းဖြစ်ပါတယ်မကြခင်မှာလဲဒီလိုစစ်ကြောင်းလိုက်ပြုတ်တာမကဘူးမင်းအောင်လိုက်ရဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်းဘလို့သတင်းစိုးတွေဖန်တီးပေးဦးမလဲဆိုတာကိုကျွန်တော်တော်လိုက်တစ်ခွေဘလို့ဖန်တီးပေးလို့ဆိုကျွန်တော်တို့စောင့်မျှော်ရင်းနဲ့ကျွန်တော်တို့မနက်ပိုင်းဗီဒီယိုလေးကျွန်တော်ဆုံးသက်လိုက်ပါနော်โอเคစာဆုံးကြည့်ပြီးမြတ်ပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ ဒီနေ့မှာလောကမြတ်ဆောက်သမ ्या အရာအားလုံးမအောင်မြင်ကြပါစေ။တွားလျက်မှာဘေးကင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။